အင်ရှင်မိချေဦးတကယ်တိမဲ့တော်ဝင်တသားများအစင်းနဲ့ဘဇက်ချေစီဘဇက်အစင်းနဲ့အတင်းရဲ့ဝဲကျူရဇူးကြီးတင်ဆက်ပေးသွားခြင်းပါလေဟုတ်ပါကြ new sport show ကနေကြိုးပမ်းလိုက်ပါတယ်ကျွန်တော်နာမည်ကငူဟာဒီ super sunday ရဲ့ပြိုင်ပွဲပွဲစဉ်တစ်ခုဖြစ်တဲ့ chelsea လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ chelsea အသင်းနဲ့ arsenal အသင်းတို့ရဲ့ပွဲကြုံရူလေးကိုတက်ဆက်ပေးသွားကြပါတယ်ဒီပွဲကြုံရူလေးကိုတက်ဆက်ပေးခြင်းပေါ်ကအဲကျွန်တော်ကဒီအခုဒီဗီဒီယိုလေးရဲ့တိုက်တဲ့ခေါင်းစဉ်လေးကိုပေးထားတာကျွန်တော်က Chelsea အတင်းရဲ့ Chelsea fan တွေကိုဟိုဟိုစတဲ့သဘောမျိုးပြင်းနေဒီကောင်းစဉ်လေးကိုပေးထားတာဖြစ်ပါတယ်။အဲဒီအတွက်ဒီဒီဗီဒီယိုလေးကိုကြည့်တဲ့အဲမိတ်ဆွေအားလုံးဟိုကျွန်တော်ကဒါပလိန်နာမဟုတ်ဘဲနဲ့ပေါ့လေဒီဒီအတင်းဖန်တွေကိုချစ်တဲ့ Chelsea အတင်းဖန်တွေကိုချစ်တဲ့စိတ်တွေနဲ့စားနောက်တဲ့အနေနဲ့ကျွန်တော်ကဒီရဲ့ခေါင်းစဉ်လေးကိုပေးထားခြင်းဖြစ်ပါတယ်။အဲဒီကိုဟိုတည်ထားပေးဖို့အတွက်ဟို ိုကြိုတင်ပြီးတော့စကားခံရဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒီနေ့အဲစူပါဆန်ဒေးရဲ့အအကောင်းဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ဒီကမ္ဘာလုံးကလည်းစောင့်ကြည့်နေကြရဲ့ပေါ့။ဒီချက်စီလန်ဒန်ဒါဘီပွဲစဉ်ပေါ့ဗျာ။ဟိုချက်စီအသင်းနဲ့ချက်စီအင်းအသင်းရဲ့ကွင်းစတန်ဘူဘရင်မာစုံမဲ့ချက်စီအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့အဲပွဲစဉ်လေးကိုကျွန်တော်ဟိုကတက်ဆက်ပေးနေပါတယ်။ ဒီအဲကျွန်တော်တင်ဆက်ပေးမဲ့ဒီဟိုဟာပေါ့လေအဲပွဲစဉ်လေးကဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ပထမဆုံးနှစ်သိန်းလုံးရဲ့ပွဲထွက်အဲလူချင်းကိုကျွန်တော်ဟောဖြစ်နိုင်တဲ့ပွဲထွက်သူချင်းကိုအရင်ဆုံးဟိုတင်ပြပေးမှာပေါ့ဗျာပြီးတော့နောက်အာဒီလက်ရှိနှစ်သိန်းစလုံးရဲ့နောက်ဆုံးကံကဲပွဲစဉ်အဲ6ပွဲအဖြစ်လဲကျွန်တော်တုံးသက်ရမယ်ပေါ့ဗျာ ီပိုင်းတော့ဒီနှစ်သိန်းရဲ့အဲဒါအရေဆုံးအားနည်းချက်ကိုပြောပြမယ်ပြီးအားသက်ချက်ကိုကျွန်တော်တင်ဆက်ပါမယ်အရေဆုံးကျွန်တော်ချေးစီးတဲ့ပွဲဖက်လာငယ်ရဲ့အဲဒီကစားဝတ်အချင်းအဲကစားဝတ်ပုံစံအောင်တင်ဆက်ရမယ်ပြောချေးစီးတဲ့ဒိန်းနဲ့တုံးတဲ့အဲပွဲထွက်မယ်လို့ကျွန်တော်ယူဆမိပါတယ်ဟိုဒါဂေါ်ဒမန်နေရာမှာဆန်းချက်ပေါ့ဗျာညာအဲညာတောင်မှခံစင်းနေရာမှာတော့ ဟိုကူစတိုဟိုအလဲကအလဲဘုံကန်စင်ညံပါဟိုဟိုဟိုပိုတန်တာအာချာလိုဘက်ပြီးတော့ဒါအကကူလာနဲ့ဥဒါကွင်းလေအခန်းစစ်လေအလဲနှောင်းမှာချိန်ရယ်ဥဒါကိုက်စီတို့ရယ်ကိုပွဲထမ်းမလို့ယူစားမိပါတယ်ဥဒါကွင်းလေအဲ တိုက်ဆက်300အတွက်ကတော့ဟိုဒါ Castor Astro Baro ရဲ့အာ Fernando ရဲ့အဲဂါနာချိုရဲ့နဲ့ပွဲထွက်မယ်လို့ကျွန်တော်ယူဆမိပါတယ်။အခြေခံတိုက်ဆက်မှုနေရာပေါ် Netho တုံးမယ်လို့ကျွန်တော်ယူဆမိပါတယ်။ဒါ Chelsea အသင်းရဲ့ပွဲထွက်လာနိုင်တဲ့ကစားသမားအဆင်ပေါ့ဗျာ။ဒေနစ်တုံးတင်တဲ့ Chelsea အသင်းကပွဲထွက်လာမယ်လို့ကျွန်တော်ယူဆမိပါတယ်။ကဲဒါဆိုရင်တော့အော် Chelsea ရဲ့ပွဲထွက်လာနိုင်တဲ့လူချင်းကိုကျွန်တော်ဟိုဒါဟိုတင်ပြပြီးဆိုတော့ ်ချဲစီအတင်းရဲ့နောက်ဆုံးပြန်ခဲ့တဲ့အခုလက်ရှိနောက်ဆုံးပြန်ခဲ့တဲ့ပွဲစဉ်6ပွဲကိုကျွန်တော်ဟောပေါ်ပြပေးပါမယ်ချဲစီအတင်းကဟိုဒါခရာဘောင်းပလာမာဟိုဒါဘူးပွဲမှာဝူတင်းကိုဟို3-4နဲ့အဲနိုင်ပါတယ်ပြီးတော့ဟိုဟိုစပါအတင်းနဲ့ပရီးမီယာလိဒီပွဲစပါစပါကွင်းမှာစပါကိုဝမ်းစီးနဲ့နိုင်တယ်ပြီးတော့ချန်ပီယံလိဟိုကော်ရာဘတ်အတင်းကို ဟိုကြောင့်အဝေးကွင်းမှာကာဗက်ကွင်းမှာတူတူနဲ့ချက်ပြီးနိုင်တယ်ပြီးတော့ချက်စီကွင်းမှာဟိုကြောင့်ပရီးမီးယားလိမှာချက်စီအတန်ချက်စီကွင်းမှာဟိုကြောင့်ဝူကို3စီးနိုင်နိုင်တယ်ပြီးတော့ဟိုကြောင့်ပရီးမီးယားလိဘန်လင်နဲ့ချက်စီကွင်းမှာဘန်လင်ကွင်းမှာချက်စီကဟိုကြောင့်တူစီးနဲ့နိုင်တယ်နောက်ဆုံးကြံခဲ့ချန်ပီယံလိအင်းချက်စီအင်ကွင်းစတန်ဘူဘင်မှာတော့ဘာစီလိုနာကို3စီးနဲ့ပြပြတတအနိုင်ရရှိခဲ့ပေါ့ဗျာကဲအခု ဟိုပွဲထွက်အဲချင်းချင်းရယ်ပွဲထွက်လာတဲ့လူရှင်ရယ်ချင်းချင်းအစ်တင်နောက်ဆုံးကြံခဲ့အဲဟိုဇာပွဲစဉ်6ပွဲကိုကျွန်တော်တုံးသက်ပြီးဆိုတော့အဲအဲ့မှာချင်းချင်းတင်6ပွဲမှာဟိုနောက်ဆုံးကြံခဲ့6ပွဲမှာမအားပွဲနိုင်တပွဲတင်ဆိုရလက်ကောင်းပုံကပိုင်ဆိုင်ထားပါတယ်။ဒီတွင်းကိုတော့တွင်းကို15ခုရှိပါတယ်။ ပေးကူတော့ငါးခုရှိပါတယ်။ဒါချက်စီတင်နောက်ဆုံးတင်ခဲ့အဲပွဲစဉ်6ပွဲချက်စီတင်လက်ရှိခြေစွမ်းပေါ့ဗျာ။ကဲအရင်တော့ဒါဆိုကျွန်တော်တို့ဟိုအားနဲ့ချက်ကိုစပြီးတော့တုံးတက်လိုက်အောင်ဟိုချက်စီတင်ကတော့ဒီဟိုယာဒီအစမှာတော့ဟိုခြေစွမ်းတိတ် မတင်နေတဲ့အဲပုံစံအနေထားကိုမြင်တွေ့ရပါတယ်။အဲခြေစွမ်းတိတ်မမှန်ဘူးပေါ့ဗျာ။ပြီးတော့ ခုလက်ရှိမှာတော့ခြေစမ်းပိုင်းနည်းနည်းပြန်လဲကောင်းမွန်ပြီးတော့နိုင်ပွဲဆက်လာပြီးနိုင်ပွဲဆက်လာပြီးဆိုတာလည်းမြည်တွေ့ရပါတယ်အဲချဲစီတဲ့အဲကအားနည်းမှုပိုင်းကတော့ကျွန်တော်လက်ရှိမြင်အခုလက်ရှိမြင်တာတော့ဟိုအမြင်ပေါ်ရှင်းထုတ်မှုပိုင်းကိုအားနည်းလို့လို့မြင်ပါတယ်ပြီးတော့ဆက်ပြီးပိုင်းနိုင်ကာဝယ်မှုမှာလည်းအားနည်းရုပ်ကိုမြင်ပါတယ်ဒါတော့ချင်းစီတဲ့အားနည်းချက်ကိုပြောပြပြီးတော့ချင်းစီတဲ့အားတာချက်ကိုကျွန်တော်ဆက်ပြီးတော့ဟောပြောပြခြင်းပါတယ်ချင်းစီတဲ့ အဲဒီယာဒနာဟိုဟိုလူငယ်ကစားသမားအိမ်နဲ့ဟိုကဟိုဘာရင်ယာသမားနဲ့အစနစ်တကျလေးပေါက်ချက်ပြီးတော့လူငယ်ကစားသမားတွေ့တဲ့လောင်းထားရဲ့အဖြစ်ပြီးတော့ဟိုတုံးကူထားရဲ့ဆိုအချင်းချင်းသင်ကညံနှုံးမြင့် ကစားပုံပေါ်ဆောင်ရမှာအရန်ဟိုဟိုအတုံးဝင်ပြီးတော့ချင်းချင်းအင်း စပီကတကယ်ကိုကောင်းမွန်တဲ့အနေထားကိုတဖြည်းဖြည်းရောက်ရှိလာပါပြီအဲနောက်ပြီးတော့ချင်းစီတဲ့ဟိုတုံးချင်းဒီပြန်ပွဲမှာဆော့ကစားခဲ့တဲ့အချိန်မှာဘာလို့တော့တွေ့ရလဲဆိုတော့ချင်းစီတဲ့တုံးချင်းအနိုင်ရဝင်တဲ့တုံးချင်းအလီဘယ်ဂျူရဲ့ skill ကိုတုံးပြီးတော့တိုက်စစ်ဆင်တာကိုတွေ့ရပါတယ်အဲ့ဟာအာအမြက်ကစားသမားအေးရဲ့ဆွမ်းယူမိကိုလို့တယောက်ချင်းဆွမ်းယူမိကိုလို့ရရဲ့ဆိုပေမဲ့အဲတခုဆိုရင်ညာဒီချင်း ဘောလုံးဆိုတာဒီအတင်းလိုက်စုဘူးပုံနဲ့အဲကစားပုံဘူးနဲ့တွားမယ်ဆိုရင်ပုံပြီးတော့အောင်မြင်နိုင်တဲ့အတွက်အဲ့လိုအတင်းလိုက်ကစားပုံဘူးနဲ့ဟိုတစ်ဖက်အပြန်ပဲအတင်းကအတင်းလိုက်ကစားပုံမျိုးချင်းချင်းလေးတိဆောက်တဲ့အတင်းနဲ့တွေ့ပြန်ဆိုရင်တော့ကို့အတွက်တော့ဟိုခက်ခဲမယ်လို့ကျွန်တော်ယူဆမိပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ချယ်ဆီတင်းရဲ့အကြောင်းပြောပြီးတော့အဲဒီအာဆင်နယ်အကြောင်းလေးကိုတွားလိုက်အောင်အာဆင်နယ်တင်းရဲ့ question လာနိုင်တဲ့အဲဒူစင်းကိုကျွန်တော်အရင်ဆုံးပြောပြကြမှာအာဆင်နဲ့အတင်းကတော့ဟောဒိနစ်ဒိနစ်3လေးနှစ်3တင်းနဲ့ပွဲထွက်လာမယ်လို့ကျွန်တော်ယူဆမိပါတယ်ဒီဒိနစ်တ3ပါတယ်ဒိနစ်တ3နဲ့ပွဲထွက်လာမယ်လို့ကျွန်တော်ယူဆမိပါတယ်ဂိုးသွားနေရာမှာပုံပုံမှန်အတိုင်းဒေးဗစ်ရာဟိုပွဲထွက်ပါမယ်ညာတောင်းမယ်ခန်စစ်နေရာမှာတော့ဟိုဒါဂျူလီယန်တင်းပါပေါ့ဗျာဟိုဒါပြီးတော့ ဟိုအတွင်းဟိုခံစားမှုနှစ်ယောက်ညမှာဟိုလည်းရှိဆလီဘာနဲ့ကျွန်တော်ဟိုဟင်ကာဘီကိုတုံးမဲ့လို့ယူဆမိပါတယ်မီမီယာဒီမှာတော့မော်စကွဲရောက်လည်းဟိုဆလီဘာနဲ့မော်စကွဲရောက်တုံးရရဆိုပြီးကျွန်တော်ကဟိုဆလီဘာနဲ့ဟိုဟင်ကာဘီကိုတုံးမဲ့လို့ထင်ပါတယ်ဟိုဘဲတောင်းမဲ့ခံစားညမှာတော့အဲပုံမှန်ပွဲထွက်ပြီးတော့ပိုလဲစိတ်ချရဲ့ကလပ်ဖူကြီးကိုတုံးမဲ့လို့ယူဆမိပါတယ်အဲကွင်းလည်းနှစ်ယောက်မှာတော့ ဟုတ်ကဲ့ဇူဝင်းမန်ဒူနဲ့ဒီကလန်ရိုက်ကပဲအဲပွဲထွက်သွားပါလိမ့်မယ်အဲပြီးတော့ရှေ့ဒီနှစ်တက်တော့ပွဲထွက်အဲ့အတွက်အဲရှေ့ကနောက်ကျန်တိုက်စစ်ညမှာတော့ easy ကိုတုံးမယ်လို့ယူဆမိပါတယ်ရှေ့တန်း၃ရောက်ညမှာတော့ပုံမှန်အတိုင်းညတော်မယ်မှာတော့ဘူကာဝီစာကာကိုအာပွဲထွက်ပါလိမ့်မယ်အဲကွင်းလယ်အထောင်တိုက်စစ်ညမှာအာဒီလိုနေကစားအုပ်ွက်အပိုင်းမှာတော့ နေရာယူမဲ့လူကဥစားပုံမှန်တိုင်းပဲခုလက်ရှိတော့မာရီနိုပဲအဲအတုံးပြမဲ့လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘက်တရီရော့ကက်ကိုပါဟိုဟိုလီဂျန်ကန်ချင်းနိုင်ပါဖော်ပြသေးရဲ့အတွက်အဲ့ဘိုင်းတော့ကျွန်တော်တိတ်ဟိုတိတ်ချာတော့မပြောတတ်သေးဘူးဒါပေမဲ့ဟိုခုတော့တဲ့ရှင်ရန်တိုက်စစ်၃အလဲညာမှာတော့မာရီနိုအတုံးပြသွားမယ်လို့ထင်ပါတယ်အဲဘဲတောင်းမဲ့ တိုက်စစ်များမှာတော့အဲဥစားပုံမှန်ခုလက်ရှိပွဲခွင့်နဲ့ထော့ဆက်ဒီယိုနိုဒီယိုနိုထော့ဆက်ကဒဏ်ရာအနှဲငယ်ရသွားရတဲ့အတင်းနဲ့ဒီယိုအတုံးပြသွားမယ်လို့ထင်ပါတယ်ဖြစ်အစင်နဲ့တဲ့ပေါ်ထွက်လာနိုင်တဲ့လူစင်းနဲ့ကစားဝဲကိုပုံပြတ်ပြပြီးတော့အစင်နဲ့တဲ့နောက်ဆုံးဟိုကြံခဲ့တဲ့အဲပွဲစဉ်6ပွဲကိုကြိုးပြခြင်းပါအာဆင်နယ်တင်းကနောက်ဆုံး6ပွဲမှာအာဆင်နယ် Brighton ကိုတူးကြီးနဲ့နိုင်တယ်။အဲ Burnley ကွင်းမှာဟိုဆိုဂျ2နဲ့ Arsenal နိုင်တယ်။အဲ Slavia Praha ကို Champions League မှာ3ကြီးနဲ့နိုင်တယ်။ Sunderland ကွင်းမှာ2-2နဲ့ Arsenal တေးကြရဲ။ Arsenal ကွင်းမှာ Spa ကို4-1နဲ့နိုင်တယ်။ပြီးတော့ Arsenal နောက်ဆုံးကန်ခဲ့တဲ့အဲပြိုင်ပွဲဆုံးဟို6ပွဲမှာ9ပွဲနိုင်တပွဲသိဆိုရလက်ကိုပိုင်ဆိုင်ထားပါတယ်။ Twin Go ကတော့16 Go, Pin Go က4 Go ပဲရှိပါတယ်။ပြောမယ်ဆိုရင် ဟို twin ကိုရဲ့၄ပုံပုံတပုံပဲရှိရမြဟိုတကယ်ကောင်းမွန်တဲ့ခြံစစ်အဲအဲတိုင်းပိုင်ဆိုင်ထားပြီးတော့ပွဲရလဲကောင်းမွန်ချမ်းဆောင်ထားရဆိုတော့သိမြင်ရပါတယ်ဖြစ်ဒီကစားအခုဘိုင်းနဲ့လူချင်းချင်းပိုင်းကိုကျွန်တော်ဟိုတုံးတက်ပြီးဆိုတော့အဲဒီအာဆင်ရဲ့အင်းရဲ့ဟောပါပေါ့လေအာဆင်နဲ့ရုပ်ရဲ့ခဏရုပ်ရဲ့ရှင်ဆိုင်ရရရင်တော့အာဆင်ရဲ့အင်းအဲ့ အနေငယ်အားနည်းအောင်တွေ့ရတယ်။အစနေပြင်းနေရကစားမဲ့စပိမရှိရမို့ရှိတယ်။ဒါပေမဲ့ပွဲစဉ်ကိုအာယုံဆိုင်နေရတယ်ရုပ်ပြအဲ့လိုမျိုးကောင်းတာအတက်ပြန်ပေါက်သွားရင်ပြီးတော့ဟိုဘီရဲ့အနေထားမျိုးကိုရောဟိုနောက်ဆုံးသုံးပွဲမှာရောဟိုအနေငယ်တွေ့ကြရပါခဲ့။အစနေပြင်းအားနည်းချက်ကိုဘလို့ဆိုကျွန်တော်မြင်တော့ပြောပြပြီးကျွန်တော်အစနေပြင်းအားခါချက်ကိုပြောပြမယ်ပြောပြပါမယ်။ အစင်းနေတဲ့အာဘုရားအတင်းလိုက်စုဖွဲ့မှုအားကောင်းတယ်ပြီးတော့အစင်းနေတဲ့အတချက်ကဆက်ပြီးရနေပြီးတော့ဩဘူးရေအပိုင်နယ်ဆုံးနဲ့ဘူးအဖြစ်ပြောင်းလဲနိုင်အောင် တိဆောက်ထားပြီးတော့ဆွမ်းဆောင်ရင်ကောင်းနေပြထပြပြတာထားရပေါ့ဗျာဆက်ပြီးရနေဘူးမရရအောင်ယူနိုင်တယ်အဲတကယ်လို့ဆက်ပြီးရနေဘူးမရဘူးဆိုရင်အဲ အာဆင်နယ်ကအိုပန်ပလေးကနေဂရောင်းပလေးကနေဂိုးရအောင်ဆွဲဆောင်နိုင်ရင်ဆွဲရင်ဘောင်းလေးပိုင်းဆိုင်ပါတယ်အဲပရိသတ်တွေတချို့ပရိသတ်တွေအများကြီးမသိရအာဆင်နယ်အသင်းကတိုက်စစ်မှုရဒဏ်ရာရတယ်ပြီးတော့ဟိုတိုက်စစ်မှုရဂိုးမသိမ်းနိုင်ဘူးလို့ဟိုတချို့ပရိသတ်တွေကอืมထင်ကြရင်မြင်ကြရပေါ့ဗျာအဲ့လည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့ခုလက်ရှိအာဆင်နယ်အသင်းအဲမှာတိုက်စစ်မှုတွေဟိုဒဏ်ရာရရဲ့ thì giờ nhưng mà thế ra rồi tây quê puma quê thôi không bây giờ mà cái hai bên được vậy ở federal rồi cái thằng đấy xin mùi chủ chiến sư rồi luôn thằng đấy xin mùi thế ra rồi ở puma quê mà thế này này là thế này thấy mày ở đây tôi được cái này à thì này thế à thì khu đô thị tôi toán này cũng vậy đấy à thì thằng đấy xin mùi à khi mình đi အဲမြန်မာရောက်ဟိုဒါဂိုးရှုပြီးဂိုးရင်တင်းပြတဲ့စတိုင်မျိုးကိုသွားနေတာမဟုတ်ပဲနဲ့အတင်းလိုက်ကစားပုံတိုက်စစ်မှုရာဆာအတင်းလိုက်ကစားပုံကိုပဲအားပြုပြီးဆော့ပြီးအတင်းဂိုးရဖို့အတွက်ပဲကြည့်တယ်ပြီးတော့အစင်းနဲ့တိုက်စစ်မှုကပဲရှုရှုဝင်းနဲ့ကစားသမားကပဲရှုရှုနောက်တန်းကပဲရှုရှုဟိုဘဒူးပဲရှုရှုဂိုးရဖို့အတွက်ကိုဦးစားပေးရင်စတင်းလုံးကအာအဲ့ရဲ့တိဆောင်းမှုကိုသွားတယ်လို့ကျွန်တော်မြင်နေကြအဲ့ဒါအဲ ဒီဗီဒီယိုလေးရှိတော့မှဆိုလို့လေဒီပွဲကိုဟိုအတူချိုးပဲပြောလိုက်တော့မယ်ဟိုဒီနေ့ပွဲမှာတော့ဟိုစတန်ဘူဘရင်မှာကမ်ဘယ်ပွဲမှာအာဆင်နယ်တင်းကမဖြစ်မနစ်အဲအဲနေကျွန်တော်ဘက်ကတော့အနိုင်ရရှိသွားမယ်လို့ထင်ပါတယ်ယူဆမိရပါဖြစ်လို့လေဆိုတော့အာဆင်နယ်တင်းရဲ့အာတီတာနဲ့တိဆောက်လာရဲ့အဲနှစ်ကအခုလက်ရှိချဲဆူးကြီးကတိဆောက်လာရဲ့နှစ်တဲ့အဲကြာပြီးတော့အာဆင်နယ်တင်းကရှေ့ကို next level ကိုရောင်းနေပြီလို့ကျွန်တော်ကယူဆမိပါတယ်ကဲအဲ ညီကိုကဘယ်လိုထင်ကြလဲဒီပွဲရဲ့ပွဲချီလေးကိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးအောက်မှာဝင်ရောက်ဆွေးနွေးတုံ့ပြန်သွားကြပါအောင်အဲဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးခဲ့တယောက်ကြီးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အဲဒီကျွန်တော်ရဲ့ဗီဒီယိုလေးတင်ဆက်မှုလေးသဘောကျရဆိုတော့ like subscribe လေးပေးသွားဖို့ကျွန်တော်ဘက်ကမြစ်တရရထားပါတယ်မိတ်ဆွေတို့ရဲ့ like subscribe လေးကဘာမှမဟုတ်ပေမဲ့မဟုတ်ပေမဲ့ အဲကုံကြောင်းမှုမရှိပြင်ပမှုမရှိဘူးကျွန်တော်တကောတော့ဟိုခွန်အားဖြစ်စီရဲ့အဲတွန်းအားလေးပါပဲအဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ next